ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပါတော့ AI ကိုသုံးပြီးတော့ AI ChatGPT ကိုသုံးပြုပြီးတော့ပုံလန်းလေးတွေဘယ်လိုဖန်တီးရမလဲဆိုတော့ပြောပြပေးချင်ပါတယ်ကျွန်တော်လောလောဆယ်ဒီလိုပုံလေးကိုဖန်တီးပေးတာတော့ဖြစ်ပါတယ်ခင်ဗျာဒီပုံလေးရောက်ကိုကျွန်တော်တို့ရင်ဆုံးကနေကျွန်တော်တို့ note မှာကိုဖန်တီးကျင်တဲ့ပုံကိုဒီလိုမြန်မာမြန်မာစာလေးနဲ့ရေးရမှာပေါ့နော်ကျွန်တော်တို့ရေးပြီးတဲ့ခါမှာဒါတွေကိုကျွန်တော်တို့ ါတွေကို copy ကူးလိုက်ပါမယ် select all copy အာ copy ကူးပြီးရခါမှာတော့ကျွန်တော်တို့ Google Translate ထဲကိုသွားပါမယ် Google Translate ထဲမှာကျွန်တော်တို့ဒီမှာ yay yay ထည့်ပြီးတော့ translate english လို့ translate ပြောင်းလိုက်ပါမယ် be ဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ copy ကူးလိုက်ပါမယ်ကျွန်တော်ဒီရလာတဲ့အင်္ဂလိပ်လိုလေးကို copy ကူးလိုက်ပါမယ်ခင်ဗျာ copy ကူးပြီးတော့ကျွန်တော်တို့ ChatGPT ကိုသွားပါမယ်ခင်ဗျာကိုယ် ChatGPT ဆိုကျွန်တော် Play Store ထဲမှာရှိပါတယ် GPT software လေးပေါ့နော်ဒီ software လေးပါဒီနေရာလေးကိုတစ်ချက်နှိပ်ပါမယ်ခင်ဗျာဒီနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကပုံနှစ်ပုံရေးရမှာဖြစ်ပါတယ်ရိုက်ပြီးတော့ပုံနှစ်ပုံကိုကျွန်တော်တို့ဒီလိုရွေးလိုက်ပါမယ်အဲ့လိုရွေးပြီးတဲ့အခါမှာဒီ S2 ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ PB ဆိုတာနဲ့ကျွန်တော်စောနာ copy ကူးတဲ့ဟာလေးကို တော့လေးပေးချလိုက်ပါမယ်အဲ့တော့နှိပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တရားလေးကိုနှိပ်လိုက်ပါမယ်ပုံထုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ပုံရလာတဲ့ခါမှာဒီလိုပုံစံလေးထွက်လာရဲပေါ့နော်ဒီလိုပုံစံလေးမှာထွက်လာရဲဆိုတော့ဒီမှာတော့ကျွန်တော်တို့မျက်နှာအမှန်နေမတွေ့ရဘူးပေါ့နော်မျက်နှာမှန်နေမတွေ့ရဘူးဆိုတော့ကျွန်တော်တို့ဒီပုံလေးကိုဒီဆေးလေးကိုနှိပ်ပြီးတော့ဆေးလိုက်ပါမယ် ရှေ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကိုခဲကိုသွားပါမယ်ဒီကိုခဲကိုတစ်ချက်သွားပါမယ်ကိုခဲကိုတစ်ချက်ဝင်ပါမယ်ပြီးတော့ကျွန်တော်တို့ swap face ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါလေးကို swap face swap face ကိုတစ်ချက်နှိပ်ပါမယ် swap face ကိုနှိပ်ပြီးခါမှကျွန်တော်တို့ဒါလေးကိုတစ်ချက်နှိပ်ပါ remaker ai face online freeze ဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ် အဲ့လိုနေပြီးတဲ့ခါမှာကျွန်တော်တော့ဒါဝင်မိသားအောင်ဒီလိုပုံစံပြနေပါဘောနော်မဝင်ရသေးတဲ့လူတွေကတော့ကျွန်တော်တို့ဟိုပြန်ပြီးတော့အကောက်လေးတွေဝင်ရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာ multiple ကျွန်တော်က2ယောက်လုံးပြင်မှာဆိုတော့ multiple page ဆိုတာလေးကိုချက်နှိပ်ပါမယ် multiple page အဲ့မှာကျွန်တော်တို့က upload image ဆိုတာလေးကိုချက်ရှိပါတယ်ဒါလေးကိုချက်နှိပ်ပါဒီမှာကျွန်တော်တို့ကပုံ30 free ရတယ်ပေါ့နော်ကျွန်တော်ကတော့အများကြီးသုံးပြီးဆိုတော့၅ပုံပဲကျန်ပါတော့တယ် အလုပ် image ဆိုတာလေးတစ်ချက်နှိပ်ပါပြီးပြီးဆိုရင်တော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ပါဒါကတော့ကျွန်တော်တို့မျက်နှာပြောင်းရမယ်ပေါ့နော် ChatGPT ကနေမျက်မှာမျက်နှာနီးဒါတိတ်မနီးစက်တဲ့အတွက်ကျွန်တော်တို့မျက်နှာပြန်ပြင်ရမှာဖြစ်ပါတယ်ခဏတော့ဆောင်းပေးပါခင်ဗျာအဲမှာဒီမှာကျွန်တော်တို့ကွန်ပလေးရဲ့မျက်နှာကိုဒီပေါင်းလေးကိုတစ်ချက်နှိပ်ပြီးတော့ပြင်ပါမယ် ဒါလေးကိုတစ်ချက်ဒီလိုနှိပ်လိုက်ပါယောက်ျားလေးရဲ့မျက်နှာကိုဒီပေါင်းလေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒါလေးကိုယောက်ျားလေးမူရင်းပုံနဲ့ထည့်ပါမယ်ပြီးရင်နောက်မှာကျွန်တော်တို့ဒီ swap ဒီအပြာတန်းလေးကိုနှိပ်ရအောင်ပေါ့နော် swap for credit ဆိုတာလေးကိုနှိပ်ရပေးရမှာဖြစ်ပါတယ်နှိပ်ပြလိုက်ပါခင်ဗျာဒါလေးကကျွန်တော်တို့ခဏလေးစောင့်ပေးရမှာဖြစ်ပါတယ် ဟုတ်ကဲ့ဒါကျွန်တော်တို့ဒါကတော့လက်ရှိရလာတဲ့ reserve ပဲဖြစ်ပါတယ်ခင်ဗျာဒီပုံလေးကိုကျွန်တော်တို့ download လေးယူပါမယ် download ဆိုတော့ send နေလိုက်ပါအဲဒါဆိုရင်တော့ကျွန်တော်တို့ဒါပုံလေးရသွားပြီပေါ့နော်အော်ကျွန်တော်ဒါဒီရေးရတဲ့စာရင်းလေးကို comment box မှာချပေးထားပါခင်ဗျာအားလုံးကိုကျေးဇူးတင်ရှိပါတယ်